have slain an enemy. ကျွန်တော်တို့ဒီလိုမျိုး111 1212တို့13လုံးတို့เนาะ444တို့555တို့ဒီလိုကဏ္ဍလေးတွေမြင်ပြီးဆိုရင် ဒါလေးတွေကို engine number မြင်တယ်လို့ခေါ်တယ်။ engine number ဆိုတာကကိုယ့်ရဲ့အဆောက်အအုံတွေကကိုယ့်ကိုမတစ်ခုခုတတိပေးတာဖြစ်ဖြစ်အမမို့ဒီလိုကနန်းလေးကိုခဏခဏမြင်နေရပြီးဖုန်းမှာမှမဟုတ်ကျွန်တော်တခြားကိုကြည့်တဲ့နေရာတိုင်းမှာဒီလိုကနန်းလေးတွေကိုခဏခဏတွေးနေရပြီးဆိုရင်ကိုယ်စီကံကောင်းခြင်းတွေလာတော့မယ်ဆိုတော့အယုံကြည်ချက်လေးတွေရှိကြတယ်ပေါ့လေ။အဒီလိုလဲယုံကြည်လို့ရသလိုကျွန်တော်ကမနဲ့လဲ11 11ကိုတွေးရညာလေး11 11ကိုတွေးရအနေကင်းလေး111ကိုတွေးနေရဆိုရင်တတိထားမှာက ကျွန်တော်ဖုန်း screen တိုင်းအရင်များနေတာလည်းဖြစ်နိုင်တယ်ပေါ့လေကျွန်တော်ဖုန်းရဲ့သုံးများတဲ့အခါမှာမနက်ပိုင်း111 1လုံးလည်းမြင်ပါပဲနေ့ကင်း1 3လုံးလည်းမြင်ပါပဲအများကြရင်လည်း1 1လုံးအောင်ထပ်ပြီးတော့မြင်နိုင်တာပဲလေနော်ဆိုတော့ဒီလိုကနန်းလေးမြင်တာကကျွန်တော်တို့ကတ်ကောင်းချင်းနေလာတယ်လို့လည်းယူဆလို့ရတယ်လို့ကျွန်တော်တို့ဖုန်း screen တိုင်းအရင်များနေရဆိုတာလေယူဆလို့ရတယ်အမကြခင်မှာကျွန်တော် JPD စာမေးပွဲကလည်းနီးလာပြီဖြစ်တဲ့ကြောင့် မစာလေးတွေလက်တီချလောက်ရမယ့်အချိန်ရောက်ပြီကိုလေနော်စက်တလပိုင်းမှာဆိုရင်တို့မေကောဟောင်းကိုစပြီးတော့အထီတွေ့ရတော့မယ့်အချိန်ရောက်ပြီပေါ့လေတို့စကရင်တိုင်းလေးရေလျှော့ပြီးတော့စာလေးတွေအေးချလောက်ကြမယ်ပင်ရိုးတွေပြတ်သွားတဲ့သူကလည်းမေကောဟောင်းစာကင်လို့ရပြီတို့ကတော့မပြတ်သေးဘူးစာရအများကြီးကြံ့လေးရဆိုလဲဘာမှစိတ်မပူပါနဲ့တင်းတယ်ပေါ်တော့မေကောဟောင်းကိုလေ့ကျင့်ပြအောင်လေ့ကျင့်မေကောဟောင်းတွေကနေမှကိုပါရီမားလဲဆိုတာကိုပြန်ပြီးတော့သုံးသက် မေကောဟောင်းရဲ့စကလုံးလေးတွေ လှုပ်ထုတ်ပြီးတော့အပြောင်းကျက်တာဒီလိုမျိုးတွေလှုပ်ပြီးတော့တို့အာအောင်နိုင်ကြီးတွေလေအများကြီးတက်လာနိုင်နေပေါ့လေဆိုတော့ဒီနေ့ပြောချင်တာကတော့စကရင်တိုင်းလေးတွေကိုရှော့ပြီးတော့ဇာတိချလှုပ်ဖို့အချိန်ကြာပြီလို့ကျွန်တော် remind လုပ်ပေးချင်တာအဲနောက်ဗီဒီယိုဒီကြရင်ကျွန်တော်ဒီမီကွန်းဆံပိုးဝဲဖြစ်ရဲခါကြရင်မမီကွန်းဖြစ်ရဲခါကြရင်တတိထားမဲ့ဟာလေးနဲ့လေပတ်သက်ပြီးတော့ဗီဒီယိုလေးလုပ်ပေးပါဦးမယ်ဒါဒီနေ့တော့ဒီလောက်ပါပဲအားလုံးပဲစာတီချလုပ်ကြမယ်နော်